Amazon နဲ့ကြော်ကြာလာတဲ့ Eka Trust ဆိုတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း60လောက်ကပိတ်ထားခဲ့တဲ့ကျင်းတော်ကိုပြောင်းမွှေ့ဖို့တမနာ Trump ကညင်ကြားလိုက်ပါတယ်။ California ကမ်းခြေနီးမှာရှိတဲ့ကျွန်းပေါ်မှာတည်တံ့ကြီးတည်ဆောက်ထားတဲ့ Eka Trust ကျင်းတော်ဟာ1963ခုနှစ်ကတည်းကပိတ်ထားခဲ့ပြီးလက်ရှိချိန်မှာကမ္ဘာလက်ခီးတဲ့တွေလည်းပတ်ရနေရဖြစ်နေပါတယ်။ Trump ကသူ့ပန်းရဲ့ Social Media Truth မှာဆိုးသွမ်းပြီးတော့အကြံဖတ်မှုကျွန်းနဲ့ရာဇဝတ်သားတွေအတွက်ထောင်ကိုပြန်ဖွင့်ဖို့ဖွင့်ရမယ်လို့ရေးသားထားပါတယ်။ Eka Trust ထောင်ကိုပြန်ဖွင့်တာက ဥပဒေအမိန့်နဲ့တရားမျှတမှုတွေရဲ့တင်ကြေတာပါလို့သူကဆိုပါတယ်။ဒီနေ့ကျွန်တော်အချင်းဦးစီးဌာနတရားရေး FBI မိမိလုံခြုံရေးဌာနတို့ကိုညွှန်ကြားနေရသူဖြစ်လို့တိတိကျကျကျဲတဲ့အက်ကာထရပ်ထောင်ကိုပြန်ပြီးဖွင့်ဖို့ဖွင့်မယ်လို့ထွန်းကရေးသားထားပါတယ်။အက်ကာထရပ်ကျင်းတော်ဟာအမေရိကန်မှာအရက်ဆက်ဆုံးတဲ့ကြမ်းဖက်မှုတွေကျူးလွန်တဲ့ရာဇဝတ်သားတွေကိုထားတဲ့နေရာဖြစ်နေမယ်ကြီးပါတယ်။ထရပ်ဟာတရားမဝင်ကိုင်းသားတွေကို SRB လို့ကျင်းထောင်ကိုပို့ခဲ့မှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်နေရတာပါမလာတော့ကဗီနီဇွဲလာဂိုင်းသား200ကျော်ကိုအဇာဘီရူကျင်းတော်ကိုပို့ခဲ့တာဖြစ်ပြီးနိုင်ငံတွင်းကရာဇဝတ်သားတွေကိုနိုင်ငံခြားထောင်မှာထားမယ်လို့ဆိုပါတယ်အကထဆာအရင်တော့ကရေတက်ကောက်ွယ်ရင်းနေရဖြစ်ပြီး20ရာစုစော်ပိုင်းမှာစစ်တပ်အကျဉ်းထောင် ဖြစ်ပြန်လည်တိစောက်ခဲ့တာဖြစ်ပါတယ်။အဲဒီနေရာကိုတရားရေးဌာနက1930မှာတာဝန်ယူခဲ့ပြီးရာစုသားတွေကိုထားခဲ့တာဖြစ်ပါတယ်။အဲဒီထောင်မှာနာမည်ကျော်ရာစုသားတွေဖြစ်တဲ့ Alec Fall, Mickey Cohen, Jock Kelly တို့ကိုထားခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲ့ဒီအကျဉ်းတော်ကိုအခြေပြုပြီး1962နှစ်ကထွက်ခဲ့တယ်။ Batman of Arkham ကကြောင့်ပို့ပြီးနာမည်ကြီးခဲ့ပါတယ်။ဒါအပြင် Arkham ကျဉ်းတော်မှာ1996ခုနှစ်က Sean Connery နဲ့ Nicolas Cage တို့ပါဝင်တုပ်ဆောင်ထားတဲ့ The Rock ရုပ်ရှင်ဟာလည်းနာမည်ကြီးပါတယ်။ Arkham ကျဉ်းတော်ကိုဆက်ပြီးလက်ပတ်ဖို့ကုန်ကြစိတ်ကြီးမှုကြောင့်ပိတ်ထားခဲ့ရတာပဲဖြစ်ပါတယ်။ Arkham ကျဉ်းတော်မှာရေးစည်းတန်ခြင်းရာတီဥတုလုံအေဂျင်တို့ကြောင့်ထပ်ပြေးလွတ်မြောက်ဖို့ဘလို့မှမဖြစ်နိုင်ပါဘူး။ ။တမိုင်းတစ်ချောင်းမှာအကျဉ်းသား၅ဦးတော့ပျောက်ဆုံးမှုပါတယ်။ရေနစ်သေသွားတယ်လို့ယူဆရတဲ့ဖြစ်စဉ်ကလွဲလို့ထောင်တန်း29နှစ်တွင်ဖတ်ပြေးနိုင်ခဲ့သူတူမှဖြစ်ပါဘူး။ဖတ်ပြေးဖို့စူးစမ်းသူ36ဦးထိရှိခဲ့ပြီးတချို့ကိုပြန်ဖမ်းမိပါတယ်။တချို့လည်းပြစ်ဒဏ်ခံရပါတယ်။လောင်စာမောင်းအစအစားစရာဆုံးလေသိမ်းမောင်းလဲတာတည်ယူပြီးတခြားထောင်တွေထဲကုန်ကြစေးသုံးစားလောက်နေပါပုံမြင်လို့1963မှာထောင်ကိုပိတ်ပစ်လိုက်တာဖြစ်ပါလိမ့် အကျဉ်းသားများဟာနေစရာစားစရာဝတ်ထည်နဲ့ကျန်းမာရေးဆောင်ရှောက်မှုဆိုတဲ့ခံစားခွင့်လေးမျိုးသာရှိပါတယ်။မိသားစုဝင်နဲ့ပေးတွေ့ခြင်း၊စာအုပ်ပေးဖတ်ခြင်း၊အပန်းဖြစ်ဝင်ပြုခြင်းတွေကအထူးခံစားခွင့်ဖြစ်ပါတယ်။အေဂါထက်ဆောင်စာဖွင့်စဉ်ကအကျဉ်းသားဥယျာဉ်ဟာဖက်ဒရယ်ကျဉ်းတော်တစ်ခုမှရှိတဲ့ကျဉ်းသားဥယျာဉ်ရဲ့တရားကဏ္ဍတော့မရှိဘဲဗျမ်းမြလူ260မှာ295ဦးခံသာရှိပါတယ်။အေဂါထက်ထောင်ကိုပြောင်းဖွင့်ဖို့အတွက် ပထမဆုံးစိတ်ကူရတဲ့သမ္မတကတော့ Trump ဟုတ်ပါဘူး။1981ခုနှစ်သမ္မတ Reagan ဆိုရလက်ထက်ကကျူဘားမှာ Florida ကိုထွက်ပြေးလာတဲ့ဒုက္ခသည်နှစ်သောင်းကိုထားဖို့နေရာစလေးကိုရထားခဲ့ပြီးအက်ကာထွက်အကျဉ်းထုံးလဲပါဝင်ခဲ့ပါတယ်။ဒါပေမဲ့လုံလောက်တဲ့ပစ္စည်းအထောက်ပံ့အားနည်းတဲ့အတွက်ကြောင့်ဒီနေရာကိုရွေးချယ်ခြင်းမရှိပါဘူး။ဒါအပြင်သမိုင်းဝင်နေရာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုမဖျက်ဆီးပဲထားထားပါလိမ့်။ လက်ရှိအကထရက်ကြုံကိုတမိုင်းဝင်နေရာဖြစ်ထိန်းချုပ်စီမံပြီးတိုရစ်အဲ့တဲ့တွေလာရောက်လည်ပတ်ဖို့နေရာတစ်ခုဖြစ်ထားခဲ့တယ်လို့သိရပါတယ်။